ဘတ်ပြည်မာကြီးရဲ့အတိုင်မြုံခေါ်ဘက်ကင်ဟမ်နန်းတော်ပရိသတ်ကြီးအောင်လုံးမဲမင်္ဂလာပါရှင် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေကရှေးအကျဆုံးနဲ့အင်္ဂလိပ်အစံဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အင်္ဂလန်နိုင်ငံကိုပရိသတ်ကြီးတို့တီးကြမှာပါ။တချိန်ကကမ္ဘာကိုတိမ့်ပိုင်နိုင်ခဲ့တဲ့အထိတမိုင်းအင်အားကြီးခဲ့တဲ့အင်္ဂလန်တိုင်းပြည်ဟာရှေးအကျဆုံးပရိသတ်နိုင်ငံတွေကတစ်ခုဖြစ်ပြီးယနေ့အချိန်ထိဘယင်စနစ်ကိုခင်းတဲ့အမည်အုပ်ချုပ်နေဆဲဖြစ်ပါတယ်။ ဘရင်လို့ပြောလိုက်ရင်နေတိုင်းနဲ့တိုက်တာအဆောက်အုံတွေကိုအချွန်အတက်တွေနဲ့ခန်းနာထဲဝါတဲ့နန်းတော်ကြီးတွေကိုမျက်လုံးထဲမှာမတွေးပဲမြင်ရောက်မိကြမှာပါဒီတဲမှာမှယခုပြောနေတဲ့အင်္ဂလန်နိုင်ငံရဲ့ဘာကင်ဟမ်နန်းတော်ကတော့စိတ်ဝင်စားစရာတွေပြည့်နေနေမဲ့နန်းတော်တခုလည်းဖြစ်ပါတယ်နိုင်ငံရဲ့အဓိကကြားတဲ့နေရာတစ်ခုလည်းဖြစ်ပြီးကိစ္စအဝဝဖြစ်တဲ့အမျိုးသားပွဲတော်တွေနဲ့အရေးပေါ်ထုတ်ပြန်ချက်တွေနိုင်ငံရဲ့ငွေပွဲရေပွဲအားလုံးကိုထိုနန်းတော်ထဲမှာပဲစုဝေးကြပြီးအတူခန်းစားကြတဲ့နေရာလည်းဖြစ်ပါတယ် နှစ်ပေါင်း300ကျော်ရှိပြီဖြစ်တဲ့ဘာကင်ဟမ်နန်းတော်ဟာဆက်ကြောက်ရစုလောက်ကလေးကဆောက်လုပ်ခဲ့တဲ့အစာအုပ်လည်းဖြစ်ပါတယ်။မြို့ပြရဲ့မြန်တဘုံအစာအုပ်ဖြစ်ခဲ့ပြီးယနေ့အချိန်မှာတော့နိုင်ငံရဲ့တမိုင်းရဲ့ပိုင်ဆိုင်မှုရင်ကျေးမှုတွေရဲ့ပြရုပ်တစ်ခုအဖြစ်တမိုင်းအစဉ်လာကြီးစွာ ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။1962ခုနှစ်မှာဘီရင်ကျော်တုံးကဘီရင်မဂျာလက်အတွက်အိမ်တော်အဖြစ်ထားခဲ့တယ်လို့လူသိများလာခဲ့တာဖြစ်ပါတယ်။စကောရာစုအတွင်ဘီတုကပညာရှင်ဂျွန်နက်နဲ့ ဂျဝဘရိုလကရင်းကိုချက်တွင်းခဲ့ပြီးဘိုးအရင်ပြင်တဝိုက်မှာချက်တွင်းခဲ့တာဖြစ်ပြီးဗီတိုရီးယားဘုရင်မကြီးခင်မှာတော့သူမရဲ့မိသားစုဝင်နဲ့နောင်ရီအတွက်အခန်းတွေကိုချက်တွင်းဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဗြိတိသျှတော်ဝင်မိသားစုရဲ့အစဉ်လာအရာလူအုပ်ကိုနှုတ်ဆက်ဖို့အတွက်စုဝေးကြတဲ့နေရာအဖြစ်လူတင်များကြပြီးလာတာဆောင်ပါဝင်တဲ့အရှိမျက်နှာစာတွေကတော့19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းတွေမှာထက်စစ်ပြေဆွတ်တိစောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာဂျာမန်ဘုံးတလုံးကနန်းတော်အဆောက်အဦကိုဖျက်ဆီးခဲ့ပြီးဘီယင်မားရဲ့ပြကန်းကိုထိုနေရာမှာတိဆောက်ကာနန်းတော်စုဆောင်မှုတွေမှအနုပညာလက်ရာတွေကိုပြသဖို့အတွက်1962ခုနှစ်မှာပြည်သူလူထုကိုဖွင့်လှစ်ပြသပေးခဲ့တာပဲဖြစ်ပါတယ်။အခန်းပေါင်း995ခန်းရှိပြီး ခမကြီးပေါင်း19ခုနဲ့တော်ဝင်ဧည့်သည်တွေအတွက်တည်တံ့အခန်း52ခန်းပါဝင်တာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေအတွက်အခန်းငယ်ပေါင်း188ခန်းပါဝင်ပြီးအင်တာ62လုံးပါဝင်တဲ့ကြီးမားတဲ့ဒုတယ်ရှိတဲ့နန်းတော်ကြီးပဲဖြစ်ပါတယ်။ကြပြပြောပါမြို့တူရတာကြိုက်တဲ့အင်္ဂလိပ်လူမျိုးတွေဖြစ်တဲ့အတွက်လူကုန်တိုင်းအတန်းဝိုင်းတဲ့ဒေတယ်ရီအတွက် တော်ဝင်မိတောင်းစုတွေမြို့တူကြတဲ့ကောက်ပွဲခမ်းမကြီးတွေလည်းပါဝင်တာပဲဖြစ်ပါတယ်။ ယခုပရင်ကင်ချာလက်တက်မှာတော့နန်ဒော့ကိုဘရိုက်တန်ရှိတော်ဝင်ခမ်းမားနဲ့ကာတန်ဟောင်းမယူဆောင်လာတဲ့ပရီဘောကတွေကိုအံဝင်ကွင်ချဖြစ်အောင်တခြားနိုင်ငံရဲ့အခန်းဖွဲ့စည်းမှုပုံစံတွေအရမောမန်ဆောက်လို့ပြင်ဆင်ထားတယ်လို့ဆိုတာပဲဖြစ်ပါတယ်။နိုင်ငံတော်ရဲ့တည်ယဝင်ထုတ်ပြန်ချက်တွေအရအများသုံးကပျော်ပွမ်းရှင်ပွဲတွေနဲ့လူတုရဲ့ပွဲတွေကိုကျင်းပဖို့အတွက်ဩဂတ်စလနဲ့စတန်ဘာလတွေအပြင်ဇာခါလာတွေမှာတည်ယဝင်ဖွင့်လှစ်ပေးထားတာလည်းဖြစ်ပါတယ်။ခင်မီတော်တက်နေတဲ့ယနေ့ခေတ်ကြီးထဲမှာ breathlessness နဲ့သမိုင်းအင်အားကြီးတဲ့ အင်္ဂလန်နိုင်ငံရဲ့အထင်ကရအစအဦးဖြစ်တဲ့ဘာကင်ဟမ်နန်းတော်အကြောင်းကိုဒီနေ့ဗီဒီယိုမှာပရိသတ်ကြီးတို့ရဲ့ဘူတတအနေနဲ့ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အစိုးရချီးကျူးပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ်လည်းဒီလိုဘူတတအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။